မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်တို့ရှိနေတဲ့၍အမေရိကန်ဤငွေလိန်ကိုင်းစစ်ပွဲအနိုင်ရဖို့မရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝါရှင်တန်သည်မူရစေဝါတိုက်ဖြတ်ရေးအတွက်ဖနီဇွဲလာတွင်အစိုးရကိုပြောင်းပြစ်နိုင်မှဖြစ်မည်ဟုတွက်ဆလာနေပြီဖြစ်သည်ရခုလိန်မြန်မာစစ်အုပ်စုမှအားပေးကူညီနေသည့်အွန်လိုင်းငွေလိန်ကိုင်းများတိုက်ဖြတ်ရေးတွင်အလာတူစင်စားရတော့မည်ဖြစ်သည်ဟုအေရှားတိုင်းစာဆောင်တွင်ရေးသားထားပါတယ် အရှိတောင်အရှာတွင်အခြေစိုက်ထားသည့်အွန်လိုင်းငွေလိမ်ခိုင်းများသည့်တကဘာလုံးအတွက်အန္တရာယ်ကြီးကြားရောက်နေပြီဖြစ်ပါသည်အမေရိကန်ဗနာယေးဝင်ကြီးဌာန၏ထုတ်ပြန်ချက်အရ၎င်းတို့တနိုင်ငံသေးတွင်ပင်2024တနှစ်သေးတွင်ဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရမှယခုအခါ16ဘီလီယံအထိရောက်ရှိလာနေပြီဖြစ်ပါတယ်။ထို့မြအထိဖြစ်လာနေပြီကွန်ကရစ်နှင့်ထရန့်အစိုးရသည်အလန်တကြားဖြစ်လာပြီးထင်သာမြင်သာသည့်အရေးယူမှုများပြုလုပ်ရန်စတင်လာပြီဖြစ်ပါတယ်။ Republican Outlook တော်အမတ် Jefferson ရှရစ်ကပြပအွန်လိုင်းဂွေလိန်ခိုင်းများဖြိုဖျက်ရေးဥပဒေကြမ်းကိုတင်သွင်းလာပါတယ်။အထက်လွှတ်တော်တွင်လည်း Republican အမတ်ငွေလိန်ခိုင်းများရက်ဆိုင်ရေးဥပဒေကိုတင်သွင်းလာပါတယ်။နိုဝင်ဘာ12ရက်တွင် American ရှေ့နေချုပ်ယုံကောင် Scan Center Strife SCSF ကိုတရားဝင်ဖွဲ့စည်းလာခဲ့ပါတယ်။ထို့ဖွဲ့သည့်လုံနေကြ Despot မျိုးမဟုတ်ဘဲပြက်ပြက်သားသားနှင့်လက်ညံချင်းများလုံမီအဖွဲ့မျိုးဖြစ်သည်။ထို့သောရာဇဝတ်ကိုင်းများထွက်ပေါ်လာရခြင်းသည်လည်းနာရရှိလာသောစင်ရဲမွဲတေမှု ုပ်ချုပ်မှုအားနည်းခြင်းလူကုန်ကူးမှုနှင့်တရားဥပဒေစိုးမိုးမှုပြိုလဲခြင်းအစရှိသည့်အရင်းခံအကြောင်းတရားများနှက်ဆိုင်စွာတရှိလာခဲ့ခြင်းကြောင့်ပင်ဖြစ်ပါသည်ပထမပိုင်းတွင်တရုတ်ရာဇဝတ်ကိုင်းများကကာစီနိုများအွန်လိုင်းလောင်းကစားဝက်ဆိုင်များမှတက်စင်စတင်လာခဲ့ခြင်းဖြစ်ပါသည်မြန်မာတွင်တော့အချင်းပြက်တိုင်းသားလက်နက်ကင်အုပ်စုများနှင့်စစ်အုပ်စုအကြားလဝါချင်းရိုက်ပြီးအကာအကွယ်ပေးထားကအကျိုးအမြတ်ခွဲယူရမှရဲတင်းလာခြင်းဖြစ်ပါသည်ထို့သောလုံနေကြခြင်းကိုသက်သေအထောက်အထားများကဒုနယ်တည်ရှိလာပြီးဖြစ်ပါသည် ရှမ်းမြောက်ဒေသရှိလောက်ကိုင်းနှင့်မိုင်းလားတွင်စစ်တပ်လက်အောက်ခံကိုခတ်နေကြသောတပ်ဖွဲ့ဤအကာအကွယ်အောက်တွင်ကြီးထွားလာခြင်းဖြစ်ပါသည်။စေအုပ်စုမှထိုလုပ်ရများကိုနှိမ့်နေရညှင်းဆိုလာခြင်းကြောင့်တရုတ်ဤမိစိန်ပြမှုဖြင့်2029စစ်စင်ရေးကြီးပေါ်ထွက်လာရခြင်းဖြစ်ပါသည်။ထိုစစ်စင်ရေးမှာစစ်တပ်နှင့်ဆက်နွယ်နေသောကိုကန့်ကောင်းဆောင်အများအပြားဖမ်းဆီးခံခဲ့ရပါသည်။ရှမ်းမြောက်ဒေသတွင်အဆိုပါကိုင်းများပြိုလဲသွားခဲ့ခြင်းကြောင့်ကရင်နှင့်မွန်ပြည်နယ်များအတွင်ငွေလိမ်ကိုင်းများကောင်းထောင်ထလာခြင်းဖြစ်ပါသည် ထိုထဲတွင်နမည်ဆိုးထွက်လာရသည်ကခရင်နေကြဆောင်တန်းခေါင်းဆောင်စောချစ်သူကိုကဲနေသည့်ရွှေကုတ်ကိုစက္ကန်းပင်ဖြစ်ပါသည်။၎င်းကမင်းအောင်လိုင်စီစဉ်လာသည့်ရွှေကောက်ပွဲကိုထောက်ခံသွားမည်ဖြစ်သည်ဟုလူသိရှင်ကြားပြောထားခဲ့ပါသည်။2023တွင်စောချစ်သူအားမင်းအောင်လိုင်မှဖွဲ့ထူးကုန်သူများပေးအပ်ကြီးမြင့်လာခြင်းကပင်၎င်းတို့အချင်းချင်းနှဆိုင်စွာပတ်ဝန်းပတ်သက်နေသည်ကိုပြဆိုနေသည့်ထပ်မံထွက်ပေါ်လာသောတသက်အထောက်အထားတစ်ခုလည်းဖြစ်ပါသည်။စေအုပ်စုအာနာတီမြင်နေတဲ့၍ ငွေလိမ်ကိုင်းများအောင်ပုံစံတစ်မျိုးမျိုးနဲ့အကောက်အွယ်ပေးနေကြမိတာဖြစ်ပါတယ်။2024တွင်ထွက်ပေါ်လာသောအထင်ရှားဆုံးအထောက်အထားတစ်ခုဒီကထိုင်းဘက်မှအင်တာနက်လိုင်းများကိုဖျက်တောက်လာသည့်အခါတွင်စစ်တပ်၏မိုင်းတဲမှချက်ချင်းလိုအစာထိုးပေးလာခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်မှ၎င်းတို့အားထိန်းချုပ်ရန်ပြစ်မှတ်ထားတန်ခတ်အရေးယူလာပါတယ်။သို့တော်လည်းအောင်မြင်သင့်သလောက်မအောင်မြင်ခင်ထို့တွင်ယခုလို SCSS ဖွဲ့စည်းလာခြင်းအားမရှိမဖြစ်လိုအပ်ချက်တစ်ရက်အဖြစ်ကြိုဆိုရမည်ဖြစ်ပါတယ်။ ုသေသနာပြုချက်များအရဒီမိုကရေစီနီလန်ဖြင့်အုပ်ချုပ်နေသည့်ဖိလစ်ပိုင်သည်နိုင်ငံများတွင်အာဏာရှင်နိုင်ငံများဖြစ်သောမြန်မာ၊လာအို၊ကမ္ဘောဒီးယားတို့ထက်ပိုမိုထိရောက်မှုရှိသည်ကိုတွေ့လာရပါသည်။ဝါရှင်တန်သည်ဖနီဆွဲလာတွင်အုပ်ချုပ်ရေးအဖွဲ့အပြောင်းလဲလုပ်ဖို့စဉ်းစားနေသလိုမြန်မာရှိငွေလင်ကိုင်းများကိုအပြည့်အပိုင်ဖြတ်သိမ်းလိုပါကမြန်မာစစ်အုပ်စုကိုအလားတူလုပ်ရတော့မည်ဖြစ်ပါတယ်။ထို့ကဲ့သို့အပြောင်းလဲလုပ်ရန်မြန်မာတွင်အစားထိုးနိုင်မည်အစိုးရအဖွဲ့အသင်းရှိနေပြီဖြစ်ပါတယ်။ စစ်မှန်သည့် Federal Democracy ရရှိရေးစူးစမ်းနေသည့်တိုင်းသားတော်လှန်ရေးအဖွဲ့များနေရာအနှံ့စစ်အုပ်ချုပ်ရေးကိုလက်နက်ကင်တွန်းလှန်နေသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအမျိုးသားညီညွတ်ရေးအစိုးရတို့ဖြစ်ပါသည်။အဆိုပါအင်အားစုများသည့်တဖြည်းဖြည်းနှင့်အောင်မြင်မှုများရရှိနေကြပြီးဖြစ်ပါသည်။ယခုအခါ၎င်းတို့အားလုံးအမေရိကန်၏ပံ့ပိုးမှုကိုလိုအပ်နေသည့်ကွန်ကရက်သည်မြန်မာတို့၏ဒီမိုကရေစီအရေးအတွက်လိုအပ်သည့်များပံ့ပိုးပေးရန် Farmat@o အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါသည်။ ထိုအချိန်ကငွေလင်ကိုင်းများအေးသည့်ယခုလိုအုပ်အော်တောင်းနှံဖြစ်မလာသေး၍ဥပဒေတွင်ထိုအရေးကိုဖြည့်ရှင်းရန်ထည့်သွင်းထားခြင်းမရှိပေ။ထို့အတွက်အထက်တွင်ဖော်ပြသည့်ဥပဒေကြမ်းများအစိုးပြုလာရခြင်းဖြစ်သည်။ Pharma Act တွင်ပါရှိသည့်လူအသက်အနည်းရမပေးနိုင်သည့်အကူအညီများဆိုသည်ကထိုစဉ်ကငွေလင်ကိုင်းများသည့်နေဆက်ဖြတ်ကျော်ပြီးအမေရိကန်လုံခြုံရေးကိုချိန်ချောက်လာသည့်အနေအထားဟုထည့်သွင်းစဉ်းစားရန်မလိုသေး၍ဖြစ်တော်လိမ့်။လက်ရှိအနေအထားနှင့်မလျော်ညီတော့ပေ။ ်အစိုးရကိုင်းများသည်လူကုန်ကူးခြင်းငွေများခဝါချခြင်းလက်နက်မှောက်ကိုကုန်ကူးခြင်းအစားရှိသည်တို့အကုန်လုကင်နေကြသူများဖြစ်ပါသည်၎င်းတို့ကြောင့်ဒေသတစ်ခုလုံးမတိမငိမ့်ဖြစ်လာပြီးအမေရိကန်အကျိုးစီးပွားကိုထိခိုက်လာနေပြီဖြစ်ပါသည်ထိုအနေထားသည်အမေရိကန်မှအကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ရန်စဉ်စားပြီးတစ်ဖက်သက်အရေးယူရန်ဆုံးဖြတ်ထားသည့်ဗနီဇွဲလာနှင့်အတော်များများတူနေပါသည်။အမေရိကန်သည်၎င်းတို့အကျိုးစီးပွားကိုတိုက်ရိုက်ထိခိုက်လာလျင်အရေးယူရန်လက်မနေယခုမြန်မာသည်လည်းထိုသို့ထိခိုက်အောင်လုပ်လာပြီးဖြစ်သည် ထိရောက်စွာလုံနိုင်ဖို့ဤလုပ်ငန်းများကိုအမှန်တကယ်ဖြစ်မြောက်အောင်လှုပ်ဆောင်သူများဖြစ်သောအချင်းပြက်အရာရှိများရာဇဝတ်မှုကျူးလွန်သောစစ်ဗျင်များနှင့်မြမစေးအစိုးရတရက်လုံးတို့ကိုပြစ်မှတ်ထားနိုင်မှာဖြစ်မည်အမေရိကန်ပြည်ထောင်စုဒေတာရင်းအစိုးရများနှင့်နိုင်ငံတကာမိဖက်များအကြားဟန်ချက်ညီညီတန်တမန်ရေးဖိအားပေးမှုထောက်လန်းရေးအချက်အလက်များမျှဝေမှုနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာဖူးပေါင်းဆောင်ရွက်မှုတို့လိုအပ်မည်ဖြစ်သည် အဆိုပါခိုင်းဖွဲ့များသည့်ကဘာတဝမ်းရှိလူများကိုအမျက်ထုတ်အနိုင်ကျင့်နေကြ၍နိုင်ငံတိုင်းက၎င်းတို့ကိုလိမ်လည်သူများအဖြစ်စစ်ကြင်ကြပြီးကဘာလုံးဆိုင်ရာစစ်ပွဲတစ်အဖြစ်သဘောထားသင့်သည်ထိုစစ်ပွဲတွင်အမေရိကန်ပြည်ထောင်စုသည်ခင်မမီတော်သောဗာမာအဲဥပဒေမှအခွင့်အာဏာများကိုပြန်လည်ပြင်ဆင်ပြီး၎င်း၏လက်ထဲတွင်ရှိသောကရိယာတိုင်းကိုအသုံးပြုသင့်သည်ဟူ၍ဖြစ်သည် ဆက်လက်ပြီးနိုင်ငံတကာဖိအားများကြောင့်မတက်တာတော့ပဲမြန်မာစစ်အုပ်စုကြာဖြတ်နှိမ်နှင်းရေးကိုအလင်းစလိုလှုပ်ဆောင်ခဲ့ရတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းရဲ့ဖအံမျိုးခရီးစဉ်နောက်တရက်မှာစစ်တပ်အရာရှိတွေကဩစာကြီးမာတဲ့ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ခုကအဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ပြီးထိုင်းမြန်မာနယ်စပ်ကတိုးချဲ့လာနေတဲ့ဝင်လင်ကိုင်းတွေကိုချက်ချင်းနှိမ်နှင်းဖို့အမိန်ပေးခဲ့တယ်လို့သတင်းရင်းမြစ်နှစ်ခုကပြောပါတယ်။၂၁ရက်ကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ မြန်မာနဲ့ကမ္ဘောဒီးယားအပါအဝင်အရှေ့တောင်အာရှကရာဇဝတ်ကိုင်းခွန်ရက်တွေရဲ့တစိတ်တပိုင်းဖြစ်ပြီးလူကုန်ကူးခံရသူတွေကိုအုံချပြီးကမ္ဘာတဝန်းကလူတွေကိုလိမ့်လည်းကနှစ်စဉ်ဒေါ်လာဘီလီယံပေါင်းများစွာဝင်ငွေရရှိနေပါတယ်။တနင်္ဂနွေနေ့ကတွေ့ဆုံမှုမှာစီကောင်းဆောင်မယောင်လိုင်းကိုတိုင်ကရင်နဲ့ကြားဆောင်တန် BGF ကရင်အမျိုးသားတက်မတော် KNA အဖွဲ့ဝင်တွေကိုဒီညွန်ကြားချက်ပေးခဲ့တာဖြစ်ကြောင်းအဆိုပါဆွေးနွေးမှုအကြောင်းကိုတည်တဲ့သတင်းရင်းမြစ်နှစ်ခုကဆိုပါတယ်။ KNA ဟာကရင်နေကြားစောင့်တက် BGF ကိုအသွင်ပြောင်းထားတာဖြစ်ပြီးစိုက်ဘာလိန်လယ်မှုလူကုန်ကူးမှုနဲ့မှောက်ခိုကူးမှုတွေကိုကူညီပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနကမေလမှာအရေးယူပိတ်ဆို့ထားတာဖြစ်ပါတယ်။ဆေအိုစုဟာငွေလိန်ကိုင်းတွေကိုထိန်းချုပ်ဖို့နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုမှာပါဝင်နေတယ်လို့ဝါဒဖြန့်ပြောဆိုထားပြီးမြစ်တရဲ့စစ်စင်ရေးတွေအလင်းစလိုလှုပ်ဆောင်နေရတာဟာဖြစ်လာနိုင်တဲ့အမေရိကန်ရဲ့အရေးယူဆောင်ရွက်မှုအပေါ်စိုးရိမ်ပူပန်မှုတွေနဲ့ဆက်ဆက်နေတယ်လို့သတင်းရင်းမြစ်တွေကထောက်ပြကြပါတယ်။ ပြီးခဲ့တဲ့အပတ်ကအမေရိကန်အစိုးရရဲ့နှိမ့်နင်းရေးတပ်ဖွဲ့အစ်စ်ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးအဲ့ဒီတပ်ဖွဲ့မှာ FBI နဲ့လှုပ်ဝက်အဖွဲ့ Secret Service တို့လည်းပါဝင်နေတာကြောင့်မြန်မာစစ်အုပ်စုကိုအထူးစိုးရိမ်စေခဲ့ကြောင်းသတင်းရင်းမြစ်နှစ်ခုစလုံးကပြောပါတယ် KNA PDF နဲ့တနင်္ဂနွေနေ့ကတွေ့ဆုံခဲ့တဲ့စစ်ဖက်အရာရှိတအူကအမေရိကန်အဖွဲ့တွေနှိစက်ဖြတ်ကျော်ပြီးစုံစမ်းစစ်ဆေးမှုတွေလှုံ့ဆော်လာနိုင်မဲ့အန်ရဲကိုမလိုလားကြောင်းရှင်းပြခဲ့ပြီးဒီပြဿနာကိုကျွန်တော်တို့ကိုယ်တိုင်ဖြေရှင်းရမယ်လို့ပြောဆိုခဲ့ကြောင်းသတင်းရင်းမြစ်တစ်ခုကပြောပါရယ် ရိုက်တာသတင်းဌာနဟာမြန်မာစစ်တပ်ရဲ့လှုပ်ဝက်ဆွေးနွေးမှုအသေးစိတ်ကိုပထမဆုံးဖော်ပြခဲ့တာဖြစ်ပြီးငွေလင်ကိုင်းတွေကိုနှစ်ပေါင်းများစွာခွင့်ပြုပေးထားခဲ့ပြီးနောက်မှာနိုင်ငံတကာဖိအားတွေကြီးထွားလာနေတာကြောင့်စစ်တပ်အနေနဲ့သူတို့ကိုတီတိုင်းဆက်ထားလို့မရတော့တာကိုအလေးထားဖော်ပြခဲ့ပါတယ်။ငွေလင်ကိုင်းတွေမှာတက်ကြွစွာပါဝင်နေတယ်လို့အမေရိကန်ကပြောထားတဲ့ KNA, PGF နဲ့စီအိုစုအကြဆက်ဆံရေးဟာအခြားတိုင်းတာလနဲ့ကိုင်းအဖွဲ့တွေနဲ့မတူဘဲအတော်လေးနှိကပ်မှုရှိပါတယ်။ စစ်ကောင်စီပြောခွင့်ရသူကိုမှတ်ချက်ပေးဖို့ရိုက်တာရဲ့တောင်းဆိုမှုကိုတုံ့ပြန်ခြင်းမရှိပါဘူး။ပြီးခဲ့တဲ့အင်ကာနီမြန်မာစစ်တပ်နဲ့ KNY တပ်ဖွဲ့ဝင်တွေဟာငွေလိမ်လုပ်ငန်းတွေနဲ့လူကုန်ကူးမှုတွေရဲ့အဓိကဗဟိုချက်ဖြစ်တဲ့မြောက်ပရီမျိုးနဲ့ရွှေကုတ်ကုတ်ကိုဝင်စီးနှင်ခဲ့ပြီးနိုင်ငံခြားသားတထောင်ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့အောင်ကွန်ပျူတာ2653လုံးနဲ့မိုဘိုင်းဖုန်း2150လုံးတို့ကိုပိန်စီရမိခဲ့တယ်လို့စစ်အုပ်စုအာဘော်သတင်းများမှာဖော်ပြထားပါတယ်။ KNY ပြောရေးဆိုခွင့်ရှိသူနိုင်မောင်စောကတော့၎င်းတို့တပ်ဖွဲ့ကသာနှိမ်နှင်မှုကိုဥဆောင်ခဲ့ကြောင်းနဲ့စစ်တပ်ကတော့သူတို့ကိုအကြောင်းကြားပြီးမှပူပေါင်းပါဝင်လာတာဖြစ်ကြောင်းရိုက်တာကိုပြောကြားခဲ့ပါတယ်။စစ်တပ်နဲ့ပူပေါင်းဆောင်ရွက်ခြင်းကအချို့လုပ်ငန်းအဆင့်တွေကိုပုံမှုချုံးမှုစေနိုင်တယ်လို့ကျွန်တော်တို့ခေါင်းဆောင်ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒီစစ်စင်ရေးတွေကိုကျွန်တော်တို့ကဥဆောင်တာဖြစ်ပါတယ်လို့သူကဆိုပါတယ်။အရှိတောင်အာရှကငွေလိမ်လုပ်ငန်းတွေဟာ1990ပြည့်လွန်နှစ်တွေကတည်းကစီကံတင်ကြပ်မှုနေပါတဲ့ကာစီနိုတွေနဲ့ အွန်လိုင်းလောင်းကစားတွေကနေစတင်ခဲ့တာ ဖြစ်ပြီးကိုဗစ် -19 ကပ်ရောဂါကာလမှာရာဇဝတ်ကိုင်းတွေကအကျိုးအမြတ်အစ်တွေရှာဖွေရကနေလှိမြန်စွာချိန်ပြက်လာခဲ့တာဖြစ်ပါတယ်။ Global Entity Against Transitional Organized Crime ကကျွမ်းကျင်သူ Jason Tower ကအမေရိကန်ရဲ့နိုင်ငံပေါင်းစုံပူးပေါင်းပါဝင်တဲ့ Scan Center Strike Force ကိုကျင်းပလိုက်ခြင်းဟာအခြေအနေကိုပြောင်းလဲစေခဲ့တဲ့အဓိကအချက်ဖြစ်ကြောင်းဆိုကြပါတယ်။ထိုင်းနိုင်ငံဟာလည်း2022ခုနှစ်အတွင်း၎င်းတို့ဖမ်းဆီးရမိခဲ့တဲ့ရွှေကုတ်ကိုရဲ့ဥဆောင်သူဖြစ်ခဲ့တဲ့ လောင်ကစားပရင်ရှီကြည်ကျန်းကိုတရုတ်ရဲ့တောင်းဆိုမှုအရပြီးခဲ့တဲ့တစ်ပတ်ကလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုကနှိမ်နင်းဖို့ပြည်အားပေးလာတာကမြန်မာစစ်တပ်နဲ့သူ့ရဲ့နေကြာဆောင်တပ်တွေကိုအကျက်အတဲတဲရောက်စေပါတယ်လို့လည်းဂျီစင်တာဝါကထပ်လောင်းပြောကြားခဲ့ပါတယ်။